ီခက်မှာဖုန်းနဲ့ကွန်ပျူတာစကရင်တွေကြည့်တာများပြီးတော့မျက်လုံးပြဿနာတွေတော်တော်ဖြစ်ပါတယ်။အဲ့တော့ဒီနေ့မျက်စိခြောက်သွင်းမှု dry eyes အကြောင်းပြောပြမယ်။ကျွန်တော်တို့ဒီစကရင်တွေကိုအကြာကြီးတောက်လျှောက်ကြည့်တဲ့အခါမှာမျက်လုံးကမျက်တောင်ခတ်ဖို့မေ့လာ။အဲ့ဒီအခါမှာမျက်လုံးကခြောက်သွေးလာတယ်မျက်တောင်ခတ်လို့ရှိရင်ခုနေတယ်လို့ခံစားရတယ်။မျက်ခွန်လေးတွေကအကျော်ဆွဲတယ်လို့ဖြစ်မယ်။မျက်ရည်ပူကျဲကျဲကြီးတွေကျမယ်။မျက်စိအမြင်ဝါးတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်လာပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့နံပါတ်1က screen ကြီးတဲ့ပမာဏကို short ချရမယ်။နံပါတ်2 artificial tears လို့ခေါ်တဲ့မျက်ရည်တူလေးတွေတုံးလို့ရတယ်။မျက်ရည်တူဒီဇိုင်းတွေကတော့အများကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့ဒီမျက်ရည်တူဒီဇိုင်းကကမ္ဘာပေါ်မှာနာမည်ကြီးတယ်။မျက်စိဆရာဝန်ကြီးတွေလည်းတော်တော်များ recommendation ပေးပါတယ်။ဘယ်လိုခတ်ရမလဲဆိုတော့တရက်ကို၄ချိန်အထိလိုအပ်လို့ရှင်ခတ်လို့ရတယ်။အကယ်လို့ကိုက၄ချိန်ထပ်ပို့ပြီးတော့ခတ်နေရတယ်။ကိုခတ်နေတာတပတ်လောက်ကြာပြီးကိုပြဿနာမပြေလဲလား။ ဒါဆိုင်တော့မျက်စိဆံအောင်လည်းပြဖို့အတွက်တိုက်တွန်းလိုပါတယ်ကြိုးရှင် okay လို့ comment မှာမှတ်ပြီးတော့ follow လေးလုပ်ခဲ့အောင်နော်နောက် video တွေမှာပြန်ဆောင်ကြမယ် see you